ဒီကမ္ဘာမြေပြင်ပေါ်မှာအလွန်လျော့ဝဆန်းကျယ်တဲ့ကျွန်းတွန်းရှိပါတယ်။အဲဒီကျွန်းကကီလိုမီတာ2000အတွင်းဘယ်ကောင်းမြင်နဲ့မှမနီးပဲတည်ရှိနေပါတယ်။ ဒီတကူတဲ့ကျွန်းငယ်လေးပေါ်မှာကြီးမားတဲ့ကြောက်စစ်ရုပ်ထုပေါင်း800ကျော်တောင်ထောင်မှတ်နေပါတယ်။အဲ့ဒါကတော့ကမ္ဘာပေါ်မှာအစမ်းကျယ်ဆုံးကျွန်းဖြစ်တဲ့ Easter ကျွန်းမဖြစ်ပါတယ်။ဘယ်လိုလဲဝတ်ချက်တွေကိုများဖုံးကွယ်ထားတာလဲ1922ခုနှစ်ဧပြီလ9ရက်နေ့မှာ Netherlands လူမျိုးစုစမ်းရှာဖွေသူ Rock Gibbing က Pacific သမုဒ္ဒရာတောင်ပိုင်းမှာရှိတဲ့ဒီကျွန်းငယ်လေးကိုပထမဆုံးအကြိမ်တွေ့ရှိခဲ့တာပါ။ဒီကျွန်းလေးကသတိကံပုံတံတန်းနဲ့ဆင်တူပြီးစုစုပေါင်း area 163 square kilometer ခန့်သာရှိပါ ါတယ်။အဲ့ဒီနေ့က Easter ပွဲတော်နဲ့တိုက်ဆိုင်နေတာကြောင့်တင်မောသားတွေက Easter ကျွန်းလို့အမည်ပေးခဲ့တာပါ။သူတို့ကတင်မောနဲ့ပုံမနီးကပ်ပြီးချင်းကပ်လာတဲ့အချိန်မှာတော့အရန်ကိုထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုမြင်လိုက်ရပါတယ်။ဒီကျွန်းတစ်ကျွန်းလုံးရဲ့ကံယိုရန်နဲ့တောင်ဆောင်တွေတစ်လျှောက်မှာကြီးမားတဲ့ကျောက်လူရုပ်ထုတွေကိုတန်းစီထောင်မှတ်ထားတာကိုတွေ့ရပါတယ်။အဲ့အရာတွေကအင်အားတစ်မျိုးမျိုးကြောင့်ချိန်စာတင့်နေတယ်လို့တောင်ထင်ရပါတယ်။ တင်မောကန်ကပ်ပြီးနီကက်ကြည့်ရှုတဲ့အခါမှာတော့ရုပ်တုတစ်ခုချင်းစီရဲ့အမြင့်က10မီတာ26ပေကျော်မြင့်ကြောင်းသိရပါတယ်။ညလုံးတွေကခွက်ဝင်နေပြီးတော့မင်းစီတွေကတောင်ကျိုးတွေထင်ရှားနေပါတယ်။အချို့ရုပ်တုတွေမှာဆိုရင်မျက်လုံးတိမ်ငယ်လေးတွေကိုတောင်တတ်ဆင်ထားပါတယ်။ပိုပြီးနားမလည်နိုင်တာကတော့ရုပ်တုတစ်ခုစီရဲ့ကြောဖက်မှာထူးခြားတဲ့လျှက်ဝှက်စမ်းကြယ်တဲ့ပုံစံတွေကိုထူးထွင်းထားတာပဲဖြစ်ပါတယ်။ သူတို့တွေက ကျိုးရဲ့အတွင်းဘက်ကိုနှိုက်ဆိုင်တဲ့အကြည့်တွေနဲ့စိုက်ကြည့်နေတယ်လို့ထင်ရပါတယ်။လျှော့ဆန်းကျဲတဲ့အရင်မြစ်တွေကဒီရှေးဟောင်းကြောက်စရုပ်ထုတွေကိုဘလို့လူရင်ချင်းမှုက တိဆောက်ခဲ့တာလေ။အဲ့ဒါတွေကိုတိဆောက်ရတဲ့ရည်ရွယ်ချက်ကပါလေ။မှတ်တမ်းတင်ထားခြင်းမရှိရကြောင်မလို့ ဒီကျိုးလဲရမူလတမိုင်းကိုဖော်ထုတ်ဖို့ထိုက်ခက်ခဲပါတယ်။သိပ္ပံပညာရှင်တွေကရေဒီယိုတတိကျကာဗွန်နဲ့တတန်းတိုင်းနာချင်းဤပညာတွေကိုအသုံးပြုပြီးတော့စမ်းသပ်မှုမျိုးပြုလုပ်ခဲ့ပါတယ်။ဒီကျိုးနေမှာလူသားပထမဦးဆုံးရောက်ရှိလာတဲ့အချိန်က AD 800ဝန်းကျင်လောက်ဖြစ်မယ်လို့ခန့်မှန်းရပါတယ်။အဲ့အချိန်ကစစ်ပွဲတွေကနေရှောင်းတိန်လာတဲ့ရဲရင်နဲ့ပိုလီနီးရှားလူတွေကပစိဖိတ်သမုတ်တရားစူဆန်လေးလာရေးခီးကိုစတင်ခဲ့ပါတယ်။အစ်စတာကျွန်းကိုတွေ့ရှိပြီးတဲ့နောက်မှာတော့ကဘာနဲ့အဆက်အသွယ်ပြတ်တဲ့ဘဝကိုစတင်ခဲ့ကြပါတယ်။ ခေါင်းဆောင်မတူအာကမျိုးဆက်တွေကိုမျိုးနွယ်စုတွေနဲ့မျိုးနွယ်စုခွဲတွေဖြစ်အောင်လို့ကွဲပြားပြီးတော့ကိုပိုင်နေမြေတွေကိုထရှိခဲ့ပါတယ်။ဘာသာရေးဆိုင်ရာပူဇော်ပွဲတွေပြုလုပ်ဖို့အတွက်ပူဇော်ရာရစ်ပလင်တွေနဲ့ရစ်ပလင်တွေပေါ်မှာထောင်မထားတဲ့အီယာမကျောက်တုံးတွေကိုစတင်တည်ဆောက်ခဲ့ကြပါတယ်။ရုပ်တုတစ်ခုစီကိုမိတောင်ကျောက်တွေနဲ့အနုစိတ်ထွင်းထုထားပြီးတော့အချို့ရုပ်တုတွေရဲ့ခေါင်းပေါ်မှာတော့အနီအောင်အုတ်ထုပ်တွေကိုစောင်းထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့1650ပြည့်နှစ်ခန့်မှာတော့ ောက်စစ်ထွင်းထုတ်ခြင်းလုပ်ငန်းတွေကိုရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ဘာကြောင့်ရပ်တန့်သွားလဲဆိုတာကိုတော့ဘယ်သူမှနားမလည်ခဲ့ပါဘူး။ဝုံမုံတွေကိုခွဲခြားစိတ်ပြခြင်းကနေပြီးတော့မှအမှန်တရားရဲ့အကြောင်းရင်းကိုသိရှိလာရပါတယ်။အေဒီထောင်ဝင်းကျင်းမှာစိုက်ပျိုးနေမြေတွေကိုဖန်တီးဖို့အတွက် ကြောက်ရွံ့တုတွေထောင်မှတ်ထားတဲ့တစ်တော်တွေကိုအကြီးအကျယ်ခုတ်ထင်းခဲ့ကြပါတယ်။အဲဒီပြင်ကျိုးမော်ကိုရောက်လာတဲ့ကြွက်တွေကလည်း အရန်ကိုလင်းမြစွာပောက်ပွားလာခဲ့ပါတယ်။သူတို့တွေကစုံမလွန်သီးတဲ့ကိုကိုက်စားပစ်တာကြောင့်မလို့အပင်တွေအညောင်မပေါက်နိုင်ပဲဖြစ်ခဲ့ရပါတယ်။1500ပြည့်နှစ်နောက်ပိုင်းလောက်မှာစုံမလွန်ပင်တွေအားလုံးမျိုးတုံးသွားခဲ့ပါတယ်။ကျွန်းအတွင်းမှာရှိတဲ့တယန်စာတအမျိုးမျိုးကုန်ခန်းလာတာနဲ့အမျှရှုပ်ထွေးတဲ့လူမှုဖွဲ့စည်းပုံတွေကွဲပြားလာပါတယ်။မျိုးနွယ်စုတွေအကြားစစ်ပွဲတွေဖြစ်ပွားခဲ့တယ်။မပြီးစီးသေးတဲ့ကြောက်ရွံ့တူတွေအများပြားကိုလည်းကြောက်တူးဖို့ရနေရာတွေနဲ့တောင်ဆောင်တွေထဲမှာစွန့်ပစ်ခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေကဒီကြောက်ရုပ်တုတွေကိုတူဖို့ပြီးရဲ့နောက်မှာတော့အဲ့ဒီရုပ်တုတွေရဲ့ကိုလုံးပြည့်စုံရှိပြီးခနာကိုနဲ့အောက်ပိုင်းကိုတော့မြေကြီးထဲမှာနှက်ဆိုင်စွာနှမြုပ်ထားတာကိုတွေ့ရှိခဲ့ပါတယ်။ဒါဆိုရင် အမြင့်10မီတာကျော်အလေးချိန်တန်တရာကျော်ရှိတဲ့ဒီအရာမကျောက်တုံးကြီးတွေကိုလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းကဘလို့တည်ယူပို့ဆောင်ခဲ့ကြတာလဲခက်မှန်ချက်တွေရတော့တင်လုံးတွေကိုလှိမ့်ပြီးတည်ယူခြင်းကျိုးဖြစ်ဆွဲ၍လမ်းလျှောက်လိုမျိုးရွှေ့ခြင်းစတာတွေကို ြုလုပ်ခဲ့တယ်လို့ထင်ရပါတယ်။ ဒါပေမဲ့ယနေ့ထိတိုင်တော့တိကျတဲ့အဖြေကိုဘယ်သူမှမပေးနိုင်သေးပါဘူး။တိပ္ပံပညာရှင်တွေကဒီဥဒ္ဓတွေကိုအသေးစိတ်သုတေသနပြုလုပ်နေတဲ့အချိန်ပတ်ဝန်းကျင်မှာထူဆန်းတဲ့ပုံတွေထွင်းထားတဲ့တစ်သားပြားတွေကိုလည်းတွေ့ရှိခဲ့ပါတယ်။ဒီတစ်သားပြားတွေပေါ်မှာရှိတဲ့ရှုပ်ထွေးတဲ့ပုံစံတွေကအဲ့ဒီခေတ်ကပူဇော်ပတ်သားမှုဆိုင်ရာပုံတွေဒါမှမဟုတ်နက်နဲတဲ့အဓိပ္ပာယ်တွေရှိနေနိုင်ပါတယ်။အဲ့လိုလဲဝဆန်းကျက်ပြီးအင်အားကြီးမားတဲ့ယဉ်ကျေးမှုကဘာဖြစ်လို့နောက်ပိုင်းမှာပြောက်ကွယ်သွားရတာလဲ။ခေတ်မီတိပ္ပံပညာရှင်တွေရဲ့စစ်ဆေးဆန်းသပ်မှုအရ1900 2022ခုနှစ်မှာအစ္စတာကျွန်းကိုရှာဖွေတွေ့ရှိပြီးတော့ပြင်ပကကျူးကျော်သူအများအပြားရောက်ရှိလာခဲ့ပါတယ်။သူတို့ကပုံပုံဆင်းမြင်းနဲ့မိသနတ်တွေနဲ့ဒေသခံတွေကိုကျွန်းအဖြစ်အတင်းကျပ်ခိုင်းစေခဲ့ပါတယ်။ကျွန်းပေါ်ကိုကြောက်ရောဂါဗိုင်းရပ်စ်ကိုပါတည်ဆောင်လာတာကြောင့်မလို့ငကိုကနေထိုင်တဲ့လူတွေအားလုံးနှိပါမျိုးသုံးပြောက်ွယ်သွားခဲ့ရပါတယ်။ အမှန်စင်စစ်ဒီကျူးပေါ်မှာရှိတဲ့လက်ဝတ်စမ်းချက်တဲ့ကြောက်ရွံ့ထုတွေရဲ့မပြေရှင်းနိုင်သေးတဲ့ဗဟေတိကတော့ကမ္ဘာရက်ဆက်ကြမ်းကြုတ်တဲ့ကိုလိုနီနယ်ချက်သမိုင်းကြောင့်မလို့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။